အင်္ဂါသားသမီးဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတို့အတွက်ကိုအသက်ပိုင်းခြားလိုက်ပေါ့နော်အကောင်းလောကရံလေးနော်စီးပွားတက်ဒါတို့နော်အိုးပိုင်ပိုင်ရမယ့်နှစ်ဒီထီထီဆွေးပေါက် တက်တဲ့နှစ်ဒီနော်အကောင်းလောကရံလေးကြောက်တက်တဲ့၄နှစ်ကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်အကောင်းလောကရံရှိတယ်အဆိုးလောကရံရှိတယ်လောကရံ၈ပါးမှာအကောင်းလေးနှစ်ရှိတယ်အဆိုးလေးနှစ်ရှိတယ်ပထမဆုံးသွားအဆိုးလေးနှစ်ကတော့ထားလိုက်အကောင်းနှစ်တွေကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတို့အတွက် ဘဝအတိတ်ပြန်စကျန်ခဲ့တဲ့နေ့ဘယ်လောက်ပင်းကျန်ရဲ့နော်ဘဝအတိတ်ပြန်စရတဲ့နေ့ဒီအကောင်းနေကောင်းရိုးချမ်းသာဒုက္ခတွေကောင်းကျိုးမင်္ဂလာတွေရရှိမဲ့စပြီးတော့ရရှိမဲ့နှစ်ကအသက်ပိုင်းခြားရတော့အသက်73နှစ်21နှစ်29 39 55 63 67 69 89 85 63အဲ့ဒီနှစ်တွေကအင်္ဂါသာသမီးတွေနဲ့စိတ်တက်လူတွေဘဝတက်နေလုပ်ငန်းတွေပြန်စတင်ရတယ်စပြီးကောင်းလာမယ်နဲ့တို့တော့အဲ့လိုရောင်းတဲ့ရောက်တဲ့စကောင်းလာပြီဆိုရင်တစ်ချက်တည်းထားရတာအရောက်တဲ့ရောက်က ဒီလောကရဲ့ရှစ်ပါးမှာဆိုရင်အိမ်တော်ရေးကိစ္စလူမှုရေးကိစ္စအရှုပ်ထွေးဖြစ်တတ်တယ်အဲ့တော့မိမကိစ္စတွေရှောင်ရှားတင်တယ်အဲ့လိုဒီတပိုင်းချက်ရကြောက်နေအထူးရှောင်ရှားတင်တယ်ရှောင်ရှားတယ်ဆိုရင်စီးပွားတွေတက်မယ်ရှေ့လာမယ်နေပါလုပ်ငန်းတွေအောင်းမလာမယ်အဲ့လိုမရှောင်မရှောင်နိုင်ဘူးဆိုရင်လက်တွေပိတ်တာမျိုးတွေစီးပွားရေးတွေထင်တဲ့လောက်မကောင်းတာမျိုးတွေကြုံတွေ့တတ်ပါတယ်အဲ့လိုနေတဲ့ရောက်လာငွေတွေဝင်လာတတ်တယ်နော်ဆုံးပြီလို့ထင်ရတဲ့ငွေတွေပြန်ရလာတတ်တယ်နော် ို့လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့မိတ်ဆွေပေါင်းတဲ့နေရာငွေတွေပါတယ်ထုတ်ပေးလာတယ်မိမိအိမ်ရာလည်းပတ်စံတွေပါတယ်ထုတ်ပေးလာတယ်အဲ့တော့ကို့ကိုလူအများမလေးမလေးမသားဖြစ်နေတဲ့သူတွေတော့မှပြန်ပြီးတော့လေးစားလာတယ်လူအများရဲ့လေးစားချစ်ခင်မှုတွေရရှိတတ်တယ်အဲ့တော့စုတ်ကောလက်ကောဝင်တတ်တယ်အသက်ပိုင်းခြားနှစ်ဖြစ်ပါတယ်အဲ့တော့ကားပိုင်မရှိသေးဘူးတဲ့သူစင်ကားပိုင်တွေပါရတတ်တယ်အဲ့တော့ပရမရရတဲ့ကားတော့မကြာခဏပြတ်တတ်တယ်နော်အဲ့ဒီကားပြတ်ပြီး နောက်ရမယ့်ကားကြတော့အကောင်းစီးရတယ်တဲ့အဲ့တော့ကားဝင်ရင်ပထမဝင်တဲ့ကားအញ្ញံခိုင်ဖြစ်တယ်တဲ့အဲ့တော့ကားရှိပြီးသားသူတွေအတွက်ကြတော့ကားအစ်စ်တွေပါလေဝင်တတ်တယ်အဲ့ဒီကားမှာဘေးကပွတ်ထားတာမျိုးတွေပွတ်တိုက်တဲ့ဒဏ်ရာမျိုးတွေပါလေဖြစ်ပေါ်တတ်တယ်ပါလာတတ်တယ်ဒါသတိထားမှာဖြစ်ပါလေအဲ့တော့အဲ့လိုနေမျိုးရောက်လာရင်ကိုကစေမီတို့လေးပေးလိုက်ရင်တော့မှကိုပြောတဲ့အတိုင်းအဲ့ဒီလူကအဲ့စေမီတို့သုံးဆွဲတဲ့အတွက်သူ့အနေနဲ့ယောဂတွေတက်တာပြောက်ကင်းသွားတတ်တယ်ကိုပြောသမျှဆိုသမျှကြီး ဖြစ်နေတဲ့တည်းအဲ့တော့လက်ကမောင်းခက်လို့ရတယ်နှစ်စပြီးကောင်းနေနှစ်ဖြစ်ပါတယ်အဲမဲ့လဲငွေတွေလည်းတစ်ဖက်ကပုံလေရတာမျိုးတွေဖြစ်တဲ့တည်းငွေမမြဲတာမျိုးတွေလည်းကျုံတွေ့တဲ့တည်းငါသားသမီးတွေအဲ့လိုရောက်တက်ရောက်တယ်မှာအဲ့တော့ဘဝအစ်ပြန်စတဲ့နှစ်စပြီးကောင်းနေနှစ်မျိုးဖြစ်ပါတယ်တစ်ချက်တည်းထားမှာကရောက်တက်ရောက်ငါသားသမီးတွေအနေနဲ့ကမာဘုတ်တစ်ကျွင်းငါမျိုးရဲ့မာမူတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့တစ်ကျွင်းတဲ့သူတွေတွေ့ကြရင်တရားကိုင်းတော့အကောင်းကြီးရဖို့ ခက်ခဲပါတယ်အញ្ញအခိုက်လေးတွေနည်းချင်းဖြစ်တတ်ပါတယ်နောက်တစ်ချက်ကအဲရာဟုတယောက်ထဲမှာပဲအခုပြောတဲ့အသက်ပိုင်းချမှာပဲမိမိရဲ့နာမည်ကိုအင်္ဂါအသားသမီးဆိုရင်လည်းအင်္ဂါအစာတောက်ကြနာမည်ပေးထားရင်လည်းအញ្ញအခိုက်တွေဖြစ်တယ်ဥပမာဇော်ဟိန်းလို့နော်စိုးသိန်းလို့ဇော်ဟိန်းလို့စိုးဟိန်းလို့စစစညာနဲ့စပြီးတော့တာဟာနဲ့ဆုံးတာရင်အင်္ဂါတောက်ကြအတွက်ကနေပြမိတဲ့အတွက်အဲ့ဒီနှစ်တွေမှာစီးပွားရေးကျန်းမာရေးတွေကညက်တက်တယ်နော်ငွေတွေလည်းကုန်တက်တယ်အဲ့ဒီနာမည်ပိုင်ရှင်ကလွဲရင်တော့ ။ဘာဖို့တစ်ကျွင်းအင်္ဂါလွှဲရင်နော်။ကျန်တဲ့အင်္ဂါတွေကဒီတပိုင်းခြားတွေမှာကောင်းကျိုးချမ်းသာဒုက္ခတွေရနိုင်ပါပဲ။အဲ့လိုအញ្ញမ်းခိုက်တွေဖြစ်နေတယ်ဆိုရင်အင်္ဂါသာသမီဒီတပိုင်းခြားမှာပေါ့နော်။အញ្ញမ်းခိုက်ပြေပေါ့လို့ရာဟုတယောက်ပဲကြရရတော့သူကဇေဒီတဆူဆူသွားပြီးတော့ရက်တက်စိတ်လှူခန်းရတယ်။နောက်ဖះရုပ်ပွားတော့ရုပ်ပွားတော့ရဲ့ရင်ပတ်တော်မှာရွှေပြားဆန်နဲ့ပြားချပြီးလှူရတယ်။လောကဝိတုဆိုတဲ့ကုံတော်ကိုအတိတ်တံပတိစိတ်ပေးရမှာဖြစ်ပါတယ်။အော်ရွှေတိနှစ်လက်ကိုဖះမှာချက်ချင်းကလှူခန်းရမယ်။အဲ့တော့ ဒီနေမျိုးရောက်နေတော့စီးပွားရေးတွေတက်ပြီးတော့လုပ်ငန်းတွေစပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။အဲထပ်မံပြီးတော့အင်ကာသားသမီးတွေနေနေကရောက်တက်ရောက်ကငွေနဲ့အလဲပြမိတဲ့အတွက်နော်။ရှင်းနှစ်တောက်ကြတဲ့ယောက်ကြတော့ပို့ပြီးကောင်းတယ်ငွေနဲ့ဒါတန်းစီမှာရှိတယ်တန်းစီတိုင်ထိတ်ဆိုအင်မတန်မှကောင်းတယ်။တောက်ကြတဲ့ယောက်ကြောက်တဲ့အင်ကာသားသမီးတွေစီးပွားတက်မဲ့နှစ်ပေါ့နော်စီးပွားတက်မဲ့နှစ်ကအသက်16နှစ်22 30 38 46 54 62 90 98 86 94အဲ့နှစ်တည်းကတော့အင်္ဂါသားမီးတွေအတွက်အရန်ကောင်းတယ်နော်အကောင်းဆုံးနှစ်လို့တော့ပြောလို့ရတယ်တောက်ကြတဲ့ရအဲ့နှစ်တည်းမှာမင်္ဂလာကိစ္စတွေဆောင်ရွက်ရတဲ့တယ်နော်လွတ်လပ်တဲ့အရွယ်ရောက်ပြီးသားသူတွေဆိုရင်အိမ်တော်တွေပါကြတတ်တယ်နော်အဲ့တော့စီးပွားဥစ္စာတွေတိုးတက်လာတတ်တယ်မြေတွေပါတွေဝင်နေရှိတယ်အဲ့တော့ကျေးဇူးရှင်တွေမိဘတွေလည်းပြန်ပြီးတော့ကြည်နိုင်မယ်နှစ်မျိုးနော်အဲ့တော့ငွေတွေလည်းဝင်လာတတ်တယ် စည်းစိမ်ဥစ္စာနဲ့ပြည့်စုံတတ်တဲ့နှစ်ထဲမှာပါပါတယ်ဘူးပြတ်မနေအဲ့ဆက်တွေစိမ်တွေတွေဝင်လာတတ်တယ်အထက်လူကြီးတွေဆရာသမားတို့ပုံကူတွေအားကိုကြည်လာတတ်တယ်အဲ့တော့မိကောင်းဆွေကောင်းတွေလည်းရရှိလာတတ်တယ်အဲ့တော့ခยีဝေခยีနီအဲ့တော့နှမျိုးစလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းသောခยีတွေတော့တတ်တယ်ရာလူတွေတိုးကတိုးကိန်းရှိတယ်ဆုံးမလို့ဖြစ်နေတဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေပြန်ရတတ်တယ်နော်ဒါပေမဲ့ တစ်ချက်တတိထားမှာအဲတောက်ကြတက်ရောက်ထဲမှာအာသုဘအိမ်သွားလို့မရအောင်နားရီလိုက်ပို့လို့မရအောင်သွားမိရင်ဓာတ်နှလုံးခိုင်းလို့လေဘလက်နဲ့တကောင်တိုင်းပြီးတော့ဥမာနေချိုးရတယ်။နောက်နားရီဝယ်လို့မရအောင်နားရီသူများလက်ဆောင်ပေးရင်ယူလို့မရပါဘူး။အော်အင်္ဂါသားသမီးတိုင်းကောင်းလားဆိုအဲ့တက်ပိုက်ချားထဲမှာကြာရောက်နေတဲ့ချွင်းချက်အနေနဲ့ကဗုဒ္ဓဘူးနဲ့စနေနဲ့နဲ့မှဲ့ထားတယ်ရာလာဝါနဲ့စပြီးတော့တတ်ထလနဲ့စုံမှဲ့ထားအင်္ဂါတွေကြတော့အញ្ញန့်ခိုက်လေးဖြစ်ပေါ်နေပါတယ်။နောက်တစ်ခုက အင်္ဂါသားသမီးတောက်ကြတဲ့အမှာအင်္ဂါသားသမီးသုံးကျွင်းနေနေရတယ်အញ្ញန့်ခိုက်လူတွေဖြစ်တတ်တယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အញ្ញန့်ခိုက်တွေကျန်းမာရေးအញ្ញန့်ခိုက်တွေဖြစ်တတ်တယ်လမ်းခင်းမှာစိတ်ညစ်စရာလေးတွေဖြစ်တတ်တယ်သုံးကျွင်းအင်္ဂါတွေနေနေအယူဆိုင်တတိထားမှာဖြစ်ပါတယ်နော်တောက်ကြတဲ့အောင်ဒီသုံးကျွင်းတွေအတွက်တဲ့သုံးကျွင်းသုံးကျွင်းတွေတဲ့မဟာဘုသုံးကျွင်းပေါ့နော်မြန်မာမိမိမြန်မာမွေးတက္ကရီကိုခရက်နဲ့စားလို့မဟာဘုသုံးကျွင်းအင်္ဂါတွေအတွက်ကြတော့အញ្ញန့်ခိုက်ဖြစ်တတ်တယ်နာမည်နှိပ်ပြမိတယ်ပုံမှုစနေတွေဆိုရင်လည်းအញ្ញန့်ခိုက်ဖြစ်ပေါ်တယ်ပေါ့ အဲ့တော့အဲ့လိုနှမျိုးရောက်လာရင်တော့ဒါရေရာအနေနဲ့ဆင်းရဲနွမ်းပါတဲ့တူခီးစိတ်ထောက်ပံ့မှာဖြစ်ပါတယ်မြမပြီးအနတ်ဖရားဆုံးဖူးတင်ပါတယ်ရေရာအနေနဲ့အဲ့ကြတာပရင်းနေတိုင်းမုံစိမ်းပေါင်း၃ပုံပြန်ဖရားမှာလူရမယ်အုံးတိမထဲ့တင်ပါဘူးအဲ့အင်္ဂါနေတိုင်းစီထမင်း၅ပွဲလူတန်းရမှာဖြစ်ပါတယ်အဲ့ဒီခါမှာလည်းလူတန်းတဲ့ခါမှာအုံးတိမထဲ့တင်ပါအထက်မှာပြီးအင်္ဂါသားသမီးအနေနဲ့ကအိုးပိုင်ပိုင်နေရမယ်နဲ့နော်အိမ်တော်ကြတဲ့တဲ့နဲ့မင်္ဂလာကိစ္စအလှူကိစ္စမင်္ဂလာကိစ္စတွေပေါပေါက်တက်တဲ့နှစ်ကတော့ အသက်59နဲ့23 33 49 45 63 87 89 89 85အဲ့ဒီတွေကတော့တနည်းလို့တက်ရောက်ဖြစ်တဲ့အတွက်အိုးပိုင်ပိုင်နေရတဲ့အိုးတဲ့အိမ်တွေဝင်တဲ့ချို့သူအိမ်ပြင်ရတဲ့အိမ်ကိုမုံမှန်ရတဲ့နော်မင်္ဂလာကိစ္စတွေပေါ်ပေါက်တဲ့ဖျားဘူးထွက်ရတာမျိုးတွေအလူတန်းခီးတွေသွားရတဲ့ရဝေးခီးတွေမနေ့ကခီးတွေသွားရတာမျိုးတွေကြုံတွေ့တဲ့ ဲ့တော့အဲ့ဒီနေ့ထဲမှာတနေ့ဦးလေးတက်ရောက်ရဲ့သဘောကတော့တခိုးခိုးခံရတယ်လူလုံးတွေကလူအထင်ကြီးပြီးတော့အဲ့ဒီနေ့မှာကိုကစီးပွားတက်တယ်လုပ်ငန်းတွေအဆင်ပြေတာလို့လူအထင်ကြီးပြီးတော့တခိုးခိုးခံရတဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့တည်းမှာအဲ့လိုနေတည်းမှာသူများလာအထက်ပစ္စည်းဟောင်းအဟောင်းတို့နော်အဖိုးမတန်တဲ့ကြောက်မြဲ့ရနာတွေကိုလက်မခံသင့်ဘူးနော်လက်ခံလိုက်ရင်လက်ပိတ်သွားတတ်ပါတယ်အလုတ်ကင်လေးကောင်းလာမှာသို့တော့အတိုက်ခံလေးတွေတော့ရှိမယ်နော်ကိုယ်အထက်လူကြီးအထင်သေးတာမျိုးဆရာသမားအထင်သေးတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီ တော့ဒီတနင်္ဂနွေတက်ရောက်ထဲမှာပေါ့နော်မုတ်ဆိုးမှာဧည့်တယ်လက်ခံတော့မရအောင်အများကြီးနဲ့လည်းလက်ခံရင်အမှုဖြစ်တတ်တယ်နော်အဲ့တနင်္ဂနွေတက်ရောက်မှာစတာပရိယပြမိနေတဲ့အတွက်အဲ့တော့ဘုရားဆင်းမှုတော်တို့ဓာတ်တော်တို့ညာနာပုံတော်တို့ကြွလာတတ်တယ်ဒါဆိုရင်တော့ကောင်းပါတယ်အဲ့တော့ကိုမိတ်ဆွေတွေနဲ့မိတ်ပြက်စရာတွေပါလေပေါ်ပေါက်တတ်တယ်ဒီတနင်္ဂနွေတက်ရောက်ပေါ့နော်အင်္ဂါသားသမီးတွေနဲ့အဲ့တော့ငွေတွေဝင်ပဲထွက်ထားရတယ်ပြန်ဝတ်တတ်တယ်အကြီးအကဲတွေကိုညီမသားတို့တွေဖြစ်တတ်တယ်ဒါပေမဲ့အင်္ဂါသားသမီးတွေအနေနဲ့ အသက်39နဲ့55မှာတော့အနည်းငယ်ညံ့တယ်အဲ့တပိုင်းချာကြက်ရောက်နေတယ်အင်္ဂါသားသမီး39နဲ့55အဲ့တော့100%တင်တဲ့လောက်အပြည့်ဝမကောင်းဘူးဆိုလို့ရင်းဖြစ်ပါတယ်အဲ့အင်္ဂါသားသမီး39နဲ့55နဲ့ကြက်ရောက်နေအညံ့ခိုက်ဖြစ်ပေါ်နေတယ်ဆိုလို့ရှိရင်တနည်းနည်းညံ့နေ3နိုင်လောက်မှာရွက်လာလေးညွန့်ရေသားရ6ခွက်အိမ်ဖျားမှာပဲလှူပြီးတော့ကိုအညံ့ခိုက်တွေပြေပြောင်းဖို့အတွက်လေးလေးနဲ့ဆူတောင်းအောင်မှာဖြစ်ပါတယ်အဲ့လိုပြုလုပ်မှဆိုရင်ကို့မှာဖြစ်ပေါ်နေအញ្ញန့်ခိုက်ပြီးပြပြောက်တော့မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ ဒီတက်မှာကျန်တဲ့အသက်ပိုင်းခြားခြားနေတဲ့သူတွေကတော့တကူဩဇာတွေမြင့်မားလာမယ်။ဂုံတရင်တွေလည်းကြော်စောလာမှာဖြစ်ပါတယ်။နောက်လုပ်ငန်းတွေတိုးတာမျိုးတွေရာလုံးတိုးတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီထက်ကြာရောက်လာရင်သတိထားမှာအပူလောင်တာတို့ရေလွေးပူတို့မီးပူတို့လျှက်စစ်ပူတို့သတိထားမှာဖြစ်ပါတယ်။ခြေထောက်မြက်တာတို့နာတာတို့ဖြစ်တတ်ပါတယ်။အဲ့တော့မိတ်ဆွေအပေါင်းကိုယ်နေမိမိနေတဲ့အောင်အိုးပိုင်ပိုင်မရှိသေးရင်ဒီလိုနှစ်မျိုးမှာတနည်းတော့တရားထဲမှာအိုးပိုင်ပိုင်ရတတ်ပါတယ်။ ဒါပေမဲ့ကုသတိထားမှာဒီနေ့ကိုတက်ရောက်တဲ့မှာအင်္ဂါသာသမီအနေနဲ့ကကြတာပရိနံအစတနေ့ဦးလေးဆုံးတနေ့ဦးလေးအစကြတာပရိဆုံးနာမည်ပိုင်ရှင်တရတော့ကောင်းကျိုးပြီးအပြည့်ဝရရှိဖို့ခက်ခဲပါလိမ့်မယ်နောက်တစ်ခုကငါးကျွင်းအင်္ဂါပေါ့နော်ဘာလို့မိမိမမဘူးတက်ကလေးကိုခလိမ့်နဲ့စားလိုက်လို့ငါးကျွင်းနေဆိုရင်လည်းအញ្ញန့်ခိုက်တွေဖြစ်ပေါ်တယ်ပါတယ်အဲ့လိုညာခိုက်ဖြစ်ပေါ်လေဆိုရင်တနင်္ဂနွေနေ့နေ့မှာဇေဒီတဆူဆူသွားပြီးတော့တနင်္ဂနွေထောက်တနင်္ဂနွေထောက်မှာမီ ူဇော်มาဖြစ်ပါတယ်မိသက်စီဖျောင်းနိုင်သက်စီပူဇော်มาဖြစ်ပါတယ်ဖျောင်းနိုင်သက်စီလေးရတယ်စီမိသက်စီလေးရတယ်နောက်မကြာခဏအတိတ်တန်ပြုပြီးတက်တက်လို့စားရမှာဖြစ်ပါတယ်ဘုံဘူးနေတိုင်းရှောက်တီးတုတ်ဖျားမှာဆုံးတော့ကက်ရမှာဖြစ်ပါတယ်နောက်ဘဲသားနဲ့အုံလုံးနဲ့ချက်ပြီးတော့လေးစင်းချိုင်းနဲ့ချက်ပြီးတော့ဖုံးကြောင်ဆုံးပို့ရမှာဖြစ်ပါတယ်တနေ့ဦးနေနေ့မှာပို့ရမှာဖြစ်ပါတယ်နောက်ထပ်မှန်ပြီးတော့အင်္ဂါသားသမီးတွေအကောင်းဆုံးနေ့ပေါ့နော်ထီပေါက်မယ်နေ့ငွေတွေထီပေါက်တာလို့ချဲပေါက်တာအမွေရတာလို့ငွေတွေဝင်တဲ့တဲ့နေ့လာဘော လာဘဆိုတဲ့တင်းကတက်ရောက်မက်လာဘဝန်မနဲ့အကောင့်လောဂရန်အကောင့်လေးပါရေးနောက်ဆုံးနှစ်ပေါ့နော်အဲ့ဒီနေ့ထဲတွေမှာရရရှိတာတွေတောင်းထားတင်တယ်လောက်ဆရာရှိတာရေရှည်အခိုင်အမာပြုလုပ်ထားတင်တယ်အဲ့ဒီနှစ်ကတော့တင်္ဃာသားသမီးတွေနဲ့လက်လာဘရှင်မဲနှစ်ကတော့အသက်16 24 32 40 48 56 64 82 80 86 96 96 96 96နှစ်ဖြစ်သွားတယ်အဲ့ဒီထဲရောက်လာရင်ငွေတွေရုတ်တရက်ဝင်လာတဲ့အငွေတွေရလာတဲ့ငွေတွေစုမိစောင်းမိတယ် ဖြစ်လာတတ်ပါတယ်။အဲမှာတခုတည်းဒါမှဖြက်လန်းစည်းဝါးရေမလုပ်တင်ဘူးတချီတဲနဲ့အပွားကြံတာမျိုးတွေအကောက်ကြံနာမျိုးတွေမလုပ်တင်ဘူးလုပ်ရင်တော့မကောင်းဆိုတဲ့အနေအထားမျိုးကဖြစ်တတ်တယ်လက်လာပါတယ်ပိတ်သွားတတ်တယ်အဲ့တော့လူအနေနဲ့လည်းဒီတနည်းတော့တောက်ထဲမှာအောင်မြင်တတ်တယ်။ထီစုကြီးတွေပါပေါက်တတ်တယ်နော်။အဲ့တော့တနည်းလာနေ့မနေ့ဆက်တနားရီတိတိမှာခွန်ဘူးပါတယ်ခဏခွန်တော့နှစ်တို့ပါတယ်ထီခဏကိုထိုးတင်ပါတယ်တနည်းတော့တောက်ရောက်ဖြစ်တဲ့အတွက် တော့ဆင်းရဲမွားရတဲ့သူတွေတော့ဒီနေ့တော့ဒီနေ့ထဲရောက်လာရငွေကြေးကိစ္စတွေအဆင်ပြေလာမယ်အိမ်ပိုင်တွေကားပိုင်တွေဖြစ်သွားတာဒီနေ့မျိုးဖြစ်ပါတယ်အဲ့တော့ပိုးဝန်တွေဘာတွေကိုယ့်အိမ်မှာရှိနေလဲဆိုရင်ပို့ပြီးတော့ထီစွီးပေါက်ဖို့ပို့ပြီးတော့ပူကောင်းပါတယ်ထီကိန်းထီကန်ပူကောင်းပါတယ်မိမိအိမ်မှာကိုယ်ဝန်တွေဘာရှိနေအချက်တရီထားမှာဒီနေ့ထဲမှာလာခါစားဆိုလို့ရှိရင်ဒီထဲမှာထွက်ခြင်းစိတ်တွေဘာပေါက်တတ်တယ်မထွက်တဲ့ဘူးထွက်ရင်မကောင်းပါဘူး ။အဲသားသမီးရှင်သားသမီးအတွက်နဲ့ပတ်သက်ပြီးတော့စိတ်တော့ကားနေပါလေရောက်တဲ့တယ်เนาะ။အဲ့တော့မမျော်လင့်မဲ့တဲ့အိမ်မှာအလှူတွေလောက်ရတဲ့တယ်။အလှူလုံးစလုံးတဲ့ခါမှာကိုယ်တေးသေးပဲလုံးမယ်ဆိုရင်လည်းတကယ်လုံးတဲ့ခါမှာကြီးကျယ်ခမ်းနားသွားတတ်ပါလေ။အကျမ်းပါရတော့နည်းနည်းချင်းဆက်ရမယ်။ဥကောင်းနဲ့ပတ်သက်တာဝမ်းပိုက်နဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်။ခေါင်းမူးတာတွေဘိုက်အောင်တာတွေဖြစ်တတ်တယ်။ဝမ်းနေပါလေပြတ်တတ်တယ်။အဲ့လိုဖြစ်ခဲ့ရင်အုံးရည်လေးခွက်နဲ့ဥယျာဉ်ကလှေကားကိုပက်ပြီးတော့ဆေးရမှာဖြစ်ပါတယ်။ ေးတာဘုံဘူးနဲ့ညနေပိုင်းမှာဆေးရမှာဖြစ်ပါတယ်။အဲ့လိုနှမျိုးတွေမှာဆရာသမားလိုပုံပုံမျိုးကိုယ်အိမ်ကိုရောက်လာပြီးတော့ဒုက္ခပေးတဲ့အိမ်မှာအရွယ်ရောက်နေတဲ့ယောက်ျားလေးမိန်းကလေးရှိရင်သိထားရမယ်။အဲ့ဒီလိုနှမျိုးမှာအိမ်ကနေထွက်သွားတယ်ပါတယ်နော်။အဲ့တော့ဒီနေမျိုးမှာကိုယ်နဲ့အရင်မသိမြတ်တဲ့သူတွေတောင်ကိုယ်နဲ့ပြန်လဲပြီးတော့သိမြတ်လာမယ်နော်အဲ့တော့ခရီးတွေလည်းမကြာခဏထွက်ကြရတဲ့အဲ့တော့ဒီနေ့ထဲမှာအဲ့လိုတနေ့တော့တယောက်ထဲမှာ ကို့အနေနဲ့အဖိုးမတန်ဘူးဆိုပြီးတော့ဘူးတွေခွက်တွေထဲမှာပစ်ထားတယ်ကြောက်တစ်လုံးရှိတယ်အဲ့ကြောက်ကအယောင်ဖြော့ဖြော့ရှိတတ်တယ်အဲ့ကြောက်မှာအနာလေးတွေပါတယ်ပါတတ်တယ်အဲ့ဒီကြောက်ရှာပြီးတော့ငွေလက်စုပ်ကွင်းပြီးတော့ကို့မှာအဆောင်ထည့်နဲ့ဝတ်ထားရင်လက်လာပါရွှင်မယ်အကို့အနေနဲ့အစီပွားရေးတွေလုပ်ငန်းတွေအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ဒီတနေ့လာတက်ရောက်ထဲမှာအင်းအင်္ဂါသားသမီးတွေနည်းနည်းက မဟာဗုဒ္ဓ6ရင်းအင်္ဂါအဓိပတိဘွားတွေအနေနဲ့ကတော့အနည်းငယ်အညံ့ခိုက်ဖြစ်တတ်ပါလေငွေကြေးကိစ္စတွေအခြေရေးကိစ္စလူမျိုးကိစ္စတွေအညံ့ခိုက်တွေကြုံတွေ့တတ်တယ်အဲ့လိုအညံ့ခိုက်တွေကြုံတွေ့ခဲ့ရင်ကြာဘူးနှစ်ပွင့်နော်တစ္စပန်းကလည်း6ပွင့်ကိုအိမ်ဖျားမှာပဲကတ်လူပူဇော်ရမှာဖြစ်ပါတယ်အမွေးနဲ့တိုင်းနဲ့တင်းနာတော့မှရှိဖျားဆင်းလို့တော်ရယ်တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ် နဂယုံဘုရားမှာထင်ကြခဲဆက်တခဲကိုစက္ကူကြော်လေးထည့်ပြီးတော့ကတ်ကတ်လူပူသွားမှာဖြစ်ပါတယ်အဲဆိုရင်တော့ကို့မှာဖြစ်ပေါ်လေးတဲ့အញ្ញံခိုက်ပြီးပြပြောက်သွားမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေအင်္ဂါသားပြပြအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေကမှန်ကန်မှုရှိတယ်တိုက်ဆိုင်မှုရှိတယ်ဆိုရင်လည်းရေးသွားပေးပါမှန်ကန်မှုမရှိဘူးတိုက်ဆိုင်မှုမရှိဘူးဆိုရင်လည်းကို့မှာရေးသွားပေးလို့လုပ်ရပါတယ်နောက်နောက်ဘလို့အကြောင်းအရာတွေတင်ဆက်ပေးရမယ်ဆိုတာကိုလည်းရေးသွားပေးဖို့ကျွန်တော်နေနေမြစ်တာရခိုင်နေပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ